ညခင်များเนาะဒီတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ကြည့်เนาะကျွန်တော်တို့ကိုကိုကိုထင်းနေတယ်เนาะငါကတော့ဒါတိတ်ကိုမှအဲတောင်းချေလွန်းလာတယ်မုံမင်းလို့ကျွန်တော်တို့ထင်းနေတယ်เนาะကိုကိုကိုเนาะမနှက်ပြန်ကွဲလွန်တာနဲ့တမ်းပြီးဂျန်နက်သွားမယ်သူလို့ကျွန်တော်တို့ထင်းနေတယ်ဒီတော့ကျွန်တော်တို့ဒီအာရက်တွေနဲ့ကျွန်တော်တို့ကိုကိုကိုတိုက်ကြည့်ကြည့်เนาะကဒအဖလဟယ်မူမီနွန်အောင်မြင်တဲ့မူမင်း နော်ကွေနိုနာနဲ့တန်းပြီးတော့ဂျန္နတ်ကစီးစိမ်ကိုခံစားရမယ်မူမင်အဲ့ဒီမူမင်ကနဘတ်တအရေးချင်းကနမတ်မြဲတယ်လိစာအတ္တမိတ်စိညီနောင်မြခင်များဒီတော့အဲ့ဒီတချံသေးမှာတဲ့အများကြီးသူတွေကြံသွားလိမ့်နော်ကျွန်တော်တို့ဒီနမတ်မြဲကြလားကျွန်တော်တို့ဒီနမတ်မြဲကြလားနော်ဒီနေ့နော်တော်တော်များများတော်တော်များများမွတ်စလမန်တွေကအလုံးနဲ့နမတ်နဲ့ရှင်လာပြီဆိုရင်အလုတ်ကိုပဲဦးစားပေးတယ်နမတ်ကိုခောက်လိုက်တယ် နော်အကိနော်အလုတ်လုတ်ကောင်းနေတဲ့အချိန်မှာနော်အလုတ်ကိုခောက်ပြီးနမတ်တော်ဖတ်တဲ့သူဆိုရင်နော်တချို့ကဒီလိုတောင်ဝေမှန်သေးတယ်ဒီကောင်တကက်ဘေဝကူဖ်ပဲနော်ရှာခြင်းဖွေခြင်းစိတ်မရှိတဲ့သူပဲနော်စူးစမ်းခြင်းစိတ်မရှိတဲ့သူပဲအလကားကောင်ကြီးပွားမှာမဟုတ်တိုးတက်မှာမဟုတ်ဘာလို့လဲသူကဆိုင်ကိုထားပြီးနမတ်တော်ဖတ်လို့ဆိုပြီးတော့အဲ့ဒီလိုကျွန်တော်တို့အပြစ်တင်ပြောဆိုကြတယ်ဒါကပြောတဲ့သူကလည်းမုံမင်ပဲ လိစာအတမိစီနီနောင်းမြခင်များနော်ဒီတော့မူမင်ကနဘတိအရေးချင်းကနမတ်မြဲတယ်နော်နမတ်ဆိုတာနမတ်၅ချိန်မြဲတယ်နော်ဒီနေ့အများကြီးမူမင်နေရှိတယ်နိုင်ငံရခြားမှာနော်ရောက်နေတဲ့ကျွန်တော်တို့မြန်မာမွတ်စလင်အတိုင်းဝိုင်းတွေကနမတ်၅ချိန်ခဏထအောင်တပတ်တရက်ဂျွမ်မာမမြဲတဲ့သူ အများကြီးပဲတပတ်တရက်ဂျွမ်မာမမြဲတဲ့သူအများကြီးပဲအာဇရှေခနိဖ်ဆာတာမတ်ဘာကာတုမ်က ပြောပြတယ်ကနေဒါမှာကနေဒါမှာဒီလိုပဲရွှေ့ပြောင်းပြီးရောက်နေတဲ့မွတ်ဆလမန်တွေအများကြီးရှိတယ်အဲ့ဒီတဲကတယောက်ကဆရာကြီးကိုလာမေးတယ်ဆရာကြီးတဲ့ကျွန်တော်နော်အလုအကျန်း busy ဖြစ်လွန်အားကြီးလို့ဘလို့မှထွက်လို့မရလို့ကျွန်တော်ဂျွမ်မာလှုပ်လို့ရမလားတဲ့နော်သူကျန်တဲ့နမတ်ငါးချိန်ကတော့ဖတ်နေတာမဟုတ်ဒီဂျွမ်မာလေးတခုသွားပတ်ဖို့အတွက်ကိုဒီတော့ဆရာကြီးကပြောတယ်နော်တခါတလေတိတ်ချင်းနဲ့ချက်သေးရောက်လို့ဆိုရင်နော်ဒါတမျိုးပေါ့ နော်တခင်ကတောက်ပါလောက်ကမယ်အလ္လာဟ်စီကမာဖီတောင်းရမယ်ဒါပေမဲ့ဒါကိုခဏခဏလှုပ်လို့တော့မရဘူးဒါအင်မတန်ကုနာကြီးတယ်အဲ့ဒီလိုပြောတဲ့အခါကျတော့သူကဘာပြောလဲဆိုတော့ဆရာကြီးတဲ့နော်သူအင်တာမောက်ကိုပဲညှိုးငယ်ပြီးတော့ပြောတယ်ကျွန်တော်၃နှစ်ရှိသွားပြီကျွန်မဖတ်ဖို့ပလီမရောက်တာကျွန်တော်၃နှစ်ရှိသွားပြီကျွန်မဖတ်ဖို့ပလီမရောက်တာနော်ဒီတော့ဒါကသူများအကြောင်းပြောနေတာဒါပေမဲ့လည်းပဲကျွန်တော်တို့ကြားထဲမှာလည်းအဲ့ဒီလိုသူတွေအများကြီးရှိတယ် နော်ကျွန်တော်တို့လိုက်ပြီးစစ်တမ်းကောက်ကြည့်နော်အလုခွေနေတဲ့မှာစိတ်ယုံနေတဲ့မှာနော်အများကြီးမြန်မာမွတ်စလင်တွေရှိတယ်ယောက်ျားလေးတွေဂျုံမာမရဘူးနော်ကျွန်내နမတ်စကားချင်းခဏထားအောင်အပတ်စဉ်ဂျုံမာတော်မှာမရောက်လေးစားအတဲမိတ်စိနေနောက်မြခင်များပြီးတော့နံပါတ်1နမတ်မြေရနော်နမတ်စကားချင်းဖတ်ကနော်နမတ်စကကျွန်တော်တို့ကိုဘေးနေရာမှာမဆိုအလရှင်မြတ်ကတောင်းဝန်ပေးတာနော်ကျွန်တော်တို့မြန်မာပြည်မှာပဲနေနေယူရီးယားမှာပဲနေနေ ဘယ်မှာသိနေနေနမတ်စဖကနော်နမတ်ကိုပုတ်ပုတ်ပပပဲကျွန်တော်တို့တောင်းဝန်ကိုအဲ့ဒီလိုသဘောထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခံဒီနေ့အများကြီးမွတ်စလမန်တွေကနမတ်ကိုလီးလံနေကြလီးလံနေကြနော်ကျွန်တော်တို့မှာအာရဗ်ဆာဒီအာရေဗျရောက်တဲ့မက္ကာမဒီနာရောက်ရင်အဲ့ဒီမှာနော်ချီချူးစရာတခုတော့တကယ်ချီချူးမိတယ်နော်အာရဗ်အတိုင်းဝိုင်းတွေကြားထဲမှာသူတို့ကနမတ်ကိုတော်တော်ကိုမှ နော်ပုတ်ပုတ်ပပပဲတို့သဘောထားပြီးတော့တို့နမတ်ကိုမပြတ်တမ်းဖတ်ချဥမာဖြစ်နော်ဟိုစိုင်းနေပေါ့မမကမဒီနာမှာစိုင်းနေရှိတယ်တကယ်မကတ်တီနော်အဲ့ဒီစိုင်းနေမှာလူတွေလည်းကြိတ်ကြိတ်တိုးဝယ်နေတယ်နောက်ဆုံးကျွန်တော်တို့လည်းဈေးတောင်းဝယ်နေတယ်နော်ဈေးဝယ်ရင်းနဲ့ဈေးစကားပြောနေတယ်ပစ္စည်းကြည့်နေတယ် အဲ့ဒီအချိန်မှာအာဇန်တန်ရောက်လာပြီဆိုရင်ဆန်ရှင်ကိုယ်တိုင်ကပြောတယ်နော်ခဏခဏသွားလိုက်သွားလိုက်သွားလိုက်နောက်ပြန်လာခဲ့နောက်ပြန်လာခဲ့နောက်ချက်ချင်းမဲ့ဆိုင်ကားတွေဆွဲချရဲပါတဲ့တိမ့်ရရှိတာဝုန်းတိုင်းတိမ့်ပြီးတော့နော်သူတို့အမြန်သွားပြီးနမတ်ဖတ်လိုက်တဲ့ဖတ်ပြီးတော့ဆိုင်မှာဆက်ရအောင်နော်သူတို့အတွက်ဒီနမတ်ကတာဝန်ကိုနော်အင်မတန်ကြီးလေးလေးလံတဲ့ပုံစံမျိုးသူတို့နည်းနည်းမှမမှတ်ယူထားဘူးနော်သွားပြီးဖတ်လိုက်တဲ့ဖတ်ပြီးတော့သူဆိုင်ကားပွင့်ပြီးကျန်တာဆက်ရအောင် အကြိမ်သူတို့နေရာမှာကျွန်တော်တို့ဒါဆိုရင်နမတ်တခါဖတ်ဖို့အရေးကွာဆိုင်သိရအောင်မယ်ဆိုင်သိရအောင်မယ်ကစတမာတွေကိုဟိုလွတ်သွားအောင်မယ်စရစ်စင်ကြီးတွေအများကြီးပြပြီးတော့မသိရင်နမတ်ကတောင်းလောက်လေးတဲ့တောင်းဝန်တစ်ခုအလားကျွန်တော်တို့တွေအဲ့ဒီလိုပြောကြလိမ့်လေးစားအတဲမိတ်ဆီညီနောင်များခင်များပန်းချန်နေစားအဲ့ဒီလိုတွေ့ရတယ်ပန်းချန်နေလမ်းနေတော့တခြားတခြားခြားဒီဈေးတွေနမတ်အချိန်ရောက်လာပြီဆိုရင်လူလေးငါရောက်အမှန်တကယ်သူတို့တိတာလည်းပဲမဟုတ် နော်မြေမြေမြေမတို့ဒေါက်တာတို့သွားလိုက်တယ်ဆုပြီးတော့နမတ်ကိုကျွန်မတုပ်ပြီးတော့အကေပလီနီနီနန်းနာမှာမရှိဘူးဆိုရင်ဖတ်လိုက်ကြနော်တက်ကြကျွန်တော်တို့နမတ်ကိုဖတ်ပါနော်အကေ၍နော်ဒီမှာအလုံးလုံးနေတဲ့သူတွေရှိတယ်နော်နမတ်ငါးချိန်ပလီလာပြီးဖတ်ဖို့မလွယ်ဘူးနော်ပလီလာပြီးဖတ်ဖို့တော့နံပါတ်1စူးစားရပလီလာပြီးဖတ်ဖို့လွယ်တယ်ဆိုရင်တော့ဒါနမတ်ကိုဂျမာအတ်နဲ့ဖတ်ဖို့ကဒါဆွန်နတိမုအက္ကဒါဖြစ်တယ်ပလီမာလာပြီးဖတ်ကြ အဲပလီလာပြီးဖတ်ဖို့မလွယ်ဘူး။နော်ပလီကအဝေးကြီးပဲ။နော်စိတ်ယုံကလည်းပဲနော်ပလီသွားဖို့ခွင့်ပြုမှာမဟုတ်။နော်အလုတ်ကလည်းပဲခွင့်ပြုပါမဟုတ်။ဒါတော့ကျွန်တော်ဘာလုပ်မလဲ။ဂျာနမတ်စတိတိလေးတစ်ခုဆောင်ထား။နော်ဆောင်ပြီးတော့နော်အလုတ်ရှင်ကိုလည်းအလုတ်ဝင်တဲ့အခါပြောပြနော်ကျွန်တော်နမတ်အချိန်ရောက်လာရင်နမတ်ခလီတစ်ချက်လောက်ပါကျွန်တော်လုံးဝအလုတ်မှာလိဟာမှုမဖြစ်ရအောင်။နော်တချို့ချို့ အလုတ်သမားတွေကြတော့လေအဲ့ဒီလိုမဟုတ်နမတ်ကိုအကြောင်းပြပြီးသူနိုင်ရွက်တော့အလုတ်ကိုလိဟင်းလိုက်တော့တချို့အလုတ်ရှင်မွတ်စလင်မဟုတ်တဲ့သူကတော့အဲ့ဒါကိုလက်ခံဖို့ကြောက်သွားတယ်အဲ့လိုလိုလဲပဲမလုံနဲ့နော်ဒီတော့ကျွန်တော်တို့ဘာလုပ်မလဲနော်ဒီတော့ဟိုနမတ်အချိန်ကြလာပြီအဲ့ဒီမတိုင်ခင်ကလေးကချူတင်ဝူစုလှုပ်ထားလိုက်နော်ဝူစုလှုပ်ထားပြီးနမတ်အချိန်ကြလာပြီးဆိုရင်တောက်တောက်ကိုသွားပြီးတော့ဒီချိန်နမတ်လေးခင်းပြီးတော့ဥမာဖြစ်ဇူဟူရဘောအလုတ်ထဲမှာဆိုရင်များသောအားဖြင့်ဇူဟူရအချိန်ပေါ့နော်တောက်တောက်မှာသွားပြီးဇူဟူရကိုမြင်မြန်ဆန်ဆန်ဖတ်လိုက် နော်ဇူရကတော့ဆန္ဒရကရှိတယ်ဒါမဲ့လည်းပဲဆန္ဒရကလုံဖတ်နိုင်တယ်ဆန္ဒရကလုံဖတ်မယ်ဆိုရင်လေခတ်တွတ်လေးဖတ်ဖို့နော်ခတ်တွတ်လေးဥမာပြခတ်ဆူရာတူတူသွဲနော်ဆွန်နက်နဲ့အညီပေါ့နော်ခတ်တွတ်လေးဖတ်မယ်ဆိုရင်ဆန္ဒရကက15မိနစ်ပေါ့ဒါမဲ့အလုရှင်က15မိနစ်ခွင့်မပေးနိုင်ဘူးဆိုရင်လေကျွန်တော်၄ရကတော်ရအောင်ဖတ်လိုက် first ၄ရက first ၄ရကဖတ်ရင်ဘယ်လောက်ကြာမလဲ9မိနစ်ပဲ9မိနစ်လောက်ကြာတော့ပဲအလုရှင်မှနော်တွန့်တူမှမဟုတ် နော်ဒီတော့ဒေါက်တာတောက်သွားပြီးနော်အမြန်9မိနစ်လောက်အတွင်းထဲမှာဖရက်စ်လေးရက်ကတ်ကိုဖတ်လိုက်ဆက်လုပ်လိုက်ဘာဖြစ်သွားမလဲဇိုးရ်ကဖရက်စ်တောင်းကိုကြည်သွားမယ်နော်အဲ့ဒီလိုမျိုးကျွန်တော်တို့လုပ်ပါနော်အဆက်အချင်းရောက်လာတယ်အလုံးမပြီးသေးဘူးဒီလိုဝုစုလှုပ်ထားနော်အဆက်အချင်းရောက်လာတယ်နော်မြန်မြန်သွားပြီးတော့လေးရက်ကတ်ဖတ်လိုက် နော်မဂရစ်အချိန်ရောက်လာတဲ့အလုတ်ထဲမှာပဲရှိနေသေးတယ်မြန်မြန်သွားပြီးတော့မဂရစ်ကငါးရကတ်ပေါ့နော်ဖာရက်စ်နဲ့ဆွန်နတ်နဲ့နော်ဖလူမင်းဖတ်လိုက်နောက်ဆုံးမမင်းဖာရက်စ်တော့ရအောင်သုံးရကတ်တော့ဖတ်လိုက်နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့နမတ်၅ချိန်ကိုမပြတ်တမ်းဖတ်ဖို့ကြိုးစားရမယ်